အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လဲပြီးကြိုးလိုက်ပါတယ် ကောင်းမွန်သောဒီဒီတနည်းဖြစ်ပါစုဒီညာကနေပြီးတော့စုံမောင်းကောင်းတောင်းပြီးထားပါတယ်အဲ့တော့ဒါဒီတပတ်မှာတော့ဒါကျွန်တော်တို့ကျွန်တော်ဒီရောက်ဒီအဖြစ်ကိုကျွန်တော်ကိုယ်လည်းသိကျင်နေတာကြာပြီဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဘောလုံးအဲဟို channel တစ်ခုဖြစ်တဲ့ give me sports ဆိုတဲ့ channel ကနေပြီးတော့ premier league ရတာကျွန်တော်ပြိတက်တီစီကနေပြီးတော့ဒါကျွန်တော်တို့စတန်ကောက်ယူခဲ့တယ်ဒီနေရာမှာဒါဘယ်ပြိတက်တွေကဘယ်အသင်းကိုအချက်ဆုံးနေနေဘယ်အသင်းကိုဘယ်အသင်းအချက်ဆုံး ဘယ်အသင်းရဲ့ဒါကျွန်တော်တို့ပန်ရှင်ကိုအချစ်ဆုံးလင်းနဲ့ဘယ်အသင်းရဲ့ပန်ရှင်ကိုအမုန်းဆုံးလဲဆိုပြီးစစ်တမ်းကိုကောက်ယူခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီညမှာဒါကျွန်တော်တို့ပရီးမီယာလိအသင်း20လုံးမှာအသင်း20လုံးရဲ့ဒါကျွန်တော်တို့အာပါမယ်အဲ့တော့ကင်မစ်ဘော့ကဘယ်ကလေးကဒါကျွန်တော်တို့ယူခဲ့တာမှမသိပေမဲ့အခုလက်ရှိတီးရတော့ကဒါကျွန်တော်တို့ မနစ်ကကျွန်တော်ပိုင်ရှင်လက်ပါရင်ဘာလို့မှမတယ်လက်ရှိ give response နဲ့သူရေးသားထားခဲ့တာကတော့သူအနေနဲ့တော့ကျွန်တော်ဆုံးရတဲ့အထိသူယူထားခဲ့တယ်ဆိုပြီးပုံစံမျိုးသူရေးတာအဲ့တော့အသေး20မှာအသေး20လုံးရဲ့ပိုင်ရှင်တွေကိုသူယူထားခဲ့တယ်အဲ့တော့ဒီအသေး20လုံးရဲ့ကျွန်တော်ပြည်သက်တွေဒီနေ့ဒါကျွန်တော်တို့သူတို့ရဲ့ဒါ website မှာတို့ရဲ့ဒါကျွန်တော် Twitter မှာကောဒါကျွန်တော်သွားပြီးတော့မဲပေးခဲ့ကြတယ်ဘယ်အသေးရဲ့ပိုင်ရှင်တွေကအကောင်းဆုံးလဲဘယ်အသေးရဲ့ပိုင်ရှင်တွေကအဆိုးဆုံးလဲဆိုပြီးသွားတယ်အဲ့တော့ကျွန်တော်အနေနဲ့အကောင်းဆုံးကနေပြီးတော့စပြီးတော့အဆိုးဆုံးကိုသွားလိုက်မယ်အားလုံးတော့နံပါတ်1နေရာမှာပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ပြည်သက်တွေအနေနဲ့နံပါတ်1နေရာမှာဒါကျွန်တော်ပြည်သက်အ ချက်ဆုံးပိုင်ရှင်အနေနဲ့ကတော့ Brighton အသင်းရဲ့လက်ရှိပိုင်ရှင်ဖြစ်တဲ့ Tony Blow ပါပဲ Tony Blow အနေနဲ့လက်ရှိမှာဒါကြောင့် Brighton ကိုအကောင်းဆုံးမွန်းမံပေးခဲ့တဲ့ Roberto De Zerbi လို့နီးပြတဲ့ဒါကြောင့်လက်ရှိမှာလည်းဒါ Fabian Hazard တောက်လျှောက်နိုင်ပွဲဆက်နေအဲ့တော့ Brighton အသင်းကလည်းရှိမှာဥရောပပိုင်ပွဲလည်းဝင်ခဲ့တယ်အဲ့တော့ အမှန်တမ်းပြောမှာခုနောက်ပိုင်းခုနစ်တည်တဲ့မှာဒါတန်တက်လာပြီးတော်တော်လေးကိုအဆင်ပြေခဲ့တာ Brighton လို့တော့ပြောလို့ရမယ်တဲ့မှာပါတယ်ဒါကြောင့်မို့ဒါတိုနီဘလွန်ကိုတော့လက်ရှိမှာဒါ Brighton ရဲ့ပြိတက်တွေကတော်တော်လေးကိုချင်းနှစ်သက်ပြီးတော့ Brighton ရဲ့လက်ရှိပိုင်ရှင်ကတော့ဒါကျွန်တော်တို့ Premier League ရဲ့အသင်း20တဲ့ကပထမဆုံးဒါကျွန်တော်တို့လူအချစ်ဆုံးအသင်းပိုင်ရှင်အနေနဲ့နံပါတ်1နေရာမှာဆွဲထားတာဖြစ်တဲ့ဒါကိုတော့ကျွန်တော်က Give Me Sport ကနေပြီးရေးသားထားခဲ့တာဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ကိုယ်အမှန်တမ်းပြောကျွန်တော်အဲ့ website ရဲ့ကျွန်တော် link ကိုအခုမှရတာဖြစ်ပြီးတော့အဲ့ link ကိုအခုမှကျွန်တော်1 to 20ကိုကျွန်တော်လည်းခင်ဗျားနဲ့အတူတူကြည့်နေဖြစ်တယ်အဲ့တော့ကျွန်တော်လည်းအဖြစ်အဆအဆ မကြည့်ရသေးဘူးနံပါတ်1နေရာမှာတော့ခုနကပြောသော Brighton လက်ရှိ Pyshen ဖြစ်တဲ့ Tony Blon ကတော့ပြိတ္တအချစ်ဆုံးနံပါတ်1နေရာမှာရွေးချယ်ထားတာဖြစ်ပါတယ်နံပါတ်2နေရာမှာကတော့ထင်ပါတယ်ကျွန်တော်တို့က City Football Group လက်ရှိမှာ Manchester City အသင်းရဲ့ဒါကျွန်တော်တို့ Pyshen တွေဖြစ်တဲ့ City Football Group ကတော့နံပါတ်1နေရာမှာဒါကျွန်တော်ပြိတ္တဒုတိယမြောက်အချစ်ဆုံးအသင်းအနေနဲ့ ဘယ်ဘက်နဲ့နေအောင်ဆွဲပါလေအဲ့တော့ Manchester City ပြည်သက်တွေကသူတို့ရဲ့ passion နဲ့ပတ်သက်ပြီးအားမလို့အမေရဖြစ်တယ်ဆိုတဲ့အကြောင်းတွေကတော်တော်လေးကိုရှားပါလေ Man City အုပ်စုဒါကျွန်တော်တို့မမေရ City အသင်းကိုဝယ်ယူပြီးခဲ့ City အသင်းနဲ့တောက်လျှောက်တိုးတက်ပြောင်းလဲလိုက်တာမျိုးအခုလက်ရှိမှာ Triple တွေရတယ်ဖလားလေးလုံးစတိုက်ရတယ်တောက်လျှောက်အောင်မြင်ခဲ့တဲ့နှစ်တွေပဲလက်ရှိမှာတိုင်ပတ်နေတဲ့နှစ်တွေမှာဆိုမှ passion နေနဲ့အသင်းကိုပြင်းပြင်းပြောင်းလဲဖို့အကောင်းဆုံးကြိုးစားတယ်ဒါဒီနှစ်မှာဆောင်းရသည်မှာလားဒီနှစ်မှာ City အသင်းနဲ့တော်တော်လေးကိုခြေစွမ်းရတိုင်ပတ်နေတဲ့အချိန်မှာ Omar Mahmoud to the victories to Kusanov to Lukasadmamiu တွေကိုပေါင်တန်းနဲ့ရာချီးပြီးတော့လုံးဝယ်ပြီးခဲ့ ဲ့အနေထားမှာရှိတယ်။အဲ့ဒါကလက်ရှိမှာ City ပြည်သက်တွေအနေနဲ့ဒါတော်တော်လေးကိုချစ်တဲ့ဒါပိုင်ရှင်တွေနဲ့လက်ရှိမှာရေမန်းစားတဲ့ City Football Group ကလက်ရှိမှာဒါပြည်သက်တွေအချစ်ဆုံးနံပါတ်1နေရာမှာရှိတဲ့ဒါကျတော့ဘောလုံးအသင်းအနေနဲ့ဘောလုံးအသင်းပိုင်ရှင်တွေနဲ့ယက်တီနေဖြစ်တယ်။ Okay နံပါတ်3နေရာမှာအခုလက်ရှိမှာဒါကျွန်တော် Aston Villa အသင်းရဲ့ပိုင်ရှင်တွေဖြစ်တဲ့ V Sport ဆိုတဲ့ဒါကျွန်တော်အုပ်စုပါပဲအဲ V Sport ဆိုတဲ့အုပ်စုကလက်ရှိမှာတည်ကြရတယ်မဲ့ပြီးလည်းပြစ်တင်မှာ Aston Villa အသင်းနဲ့ဒီနောက်ပိုင်းခုနှစ်တည်းမှာဒါ Steven Gerrard ကိုထုတ်ပြီးနောက်ပိုင်းဒါကျွန်တော် Unai Emery ရောက်လာတယ် Unai Emery ရောက်လာတဲ့လက်ရှိမှာဒါအသင်းကိုတော်တော်လေးကိုပြင်ပြောင်းပေါင်းလဲတာတယ်ဒီနှစ်မှာနေတာကျွန်တော်ဆောက်ရမ်းကောင်းတဲ့ကစားသမားဖြစ်တဲ့ Marco Asensio ဒါကျွန်တော် Market Rashford တို့လူကစားသမားတွေကိုဝယ်ယူပြီးတော့အကောင်းဆုံးခြေစွမ်းတွေကိုပြသခါခဲ့တဲ့အသင်းတွေဖြစ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Aston Villa အသင်းနေတာလည်းကျွန်တော် Price Aston Villa ားရဲ့ဒါကစားအုပ်ဒါပရိသတ်တွေအနေနဲ့သူတို့ရဲ့ဒါကျွန်တော်တို့ပိုင်ရှင်ကိုတော့တော်တော်လေးကိုချစ်ပုံရပါတယ်နံပါတ်3နေရာတော့ရရှိကြတော့ Aston Villa ရဲ့ပိုင်ရှင်တွေကလည်းရှိမှာဒါ Premier League ရဲ့တတိယမြောက်အချက်ခံရဇုံဒါကျွန်တော်တို့ပိုင်ရှင်အနေနဲ့တွားတာဖြစ်ပါတယ်နံပါတ်၄နံပါတ်၄နေရာမှာတော့လက်ရှိမှာဒါကျွန်တော် Leicester City ရဲ့ဒါကျွန်တော်ပြည်သက်တွေရဲ့ပိုင်ရှင်ဖြစ်တယ်အဲ့တော့ဒါဒီနေရာမှာဒါကျွန်တော်ဒီ စာပေးကလည်းနည်းနည်းတော့ထူဆန်းတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Leicester City ရဲ့ပြည်သက်တီနေနဲ့ဒါ Leicester City ရဲ့ပိုင်ရှင်တွေကိုဟိုတလောကမှာဆန္ဒပြတယ်ဆိုတဲ့ဒရင်ထွက်လာခဲ့တယ်။လက်ရှိအချိန်တွေတော့ဒါကျွန်တော် Leicester City ရဲ့ပိုင်ရှင်တွေကိုပြည်သက်တီကချစ်နေစေဆိုတဲ့ပုံစံပါဒါဟိုတလောကဆန္ဒပြတာကျွန်တော်အနေနဲ့တီတလောကပိုင်ရှင်ကိုဆန္ဒပြခဲ့တာမဟုတ်ဘူးသူတို့ရဲ့အားကစားဒါရိုက်တာကိုဆန္ဒပြခဲ့တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ Leicester City ပြည်သက်တီကအခုလက်ရှိမှာတော့ဒါကျွန်တော်သူတို့ရဲ့ဒါကျွန်တော်တို့ပိုင်ရှင်ဖြစ်တဲ့ဒါကျွန်တော်တို့ဟိုပါဘောထိုင်းပိုင်ရှင်ပြီးတော့သူတို့နာမည်ပြောတာခတ်လို့ Sir Fatana Haprahala မသိဘူးအဲ့အဲ့ဒီမိသားစုဒါကင်းပါပါဘောနော်ကင်း ်ပါဝါမီသားစုကတော့နံပါတ်၄နေရာမှာပြင်းနေတာကိုတွေ့ရမှာတော့မပါဘူး။နံပါတ်၅အဲနံပါတ်၅ကလက်ရှိမှာတော့ကျွန်တော်တို့ ဒိမတ်အသင်းလူတော်ပြောလို့ရရင်ကျွန်တော်ဒိမတ်ပိုင်ရှင်ဖြစ်တဲ့ Matthew Banham ဆိုရဲဒါကျွန်တော်တို့ Brand Fu ရဲ့ပိုင်ရှင်ကိုတော့လက်ရှိမှာနံပါတ်9နေမှာရထားတယ်။ခုန Brighton တူပဲဗျ။တန်တက်လာပြီးနောက်မှာပြည်သက်တွေကိုအားမလို့အားမရဖြစ်တယ်ဆိုရဲအသင်းမျိုးပုံစံမျိုးမဖြစ်အောင် Brand Fu တက account လုပ်ဆောင်ရတယ်။ဒါဟိုနေ့ကတော့ကြားလိုက်သေးတယ်။မက်မက်ရ Brand Fu အသင်းနဲ့ဒါကျွန်တော်တို့ကစားသမားရှာဖွေရေးအတွက်ကစားသမားဝယ်ယူဖို့ကစားသမားရှာဖွေရေးအတွက်ကို16တန်းတတိတုံးထားတဲ့အသင်းဖြစ်တယ်။ဒီကစားသမားဒီအသင်းကတော့လက်ရှိမှာတော့ကျွန်တော်တို့ဘလို့ပဲပြောချီချူးဖို့ကောင်းတယ်တော့မှာပါတယ်။ Brand Fu ရဲ့ပိုင်ရှင်ကိုတော့ Brand Fu ပြည်သက်တွေကတော့လက်ရှိမှာသူတို့ ောအကျဆုံးကျွန်တော်တို့ဒါအာပိုင်ရှင်နေရာမှာနံပါတ်9နေရာမှာရက်တည်နေတာကိုတွေ့ရမယ်နံပါတ်6နေရာမှာကတော့လက်ရှိမှာတဖြည်းဖြည်းနဲ့အီညောင်အီညောင်နဲ့တက်လာခဲ့တာကတော့ Northern Forest ဒီနှစ်မှာလက်ရှိမှာ Champion League ဝင်ဖို့တော်တော်လေးကိုခွင့်ကောင်းဖြစ်နေပြီးတော့အသင်းကိုအသင်းလိုက်ပြောင်းလဲဖို့အတွက်လည်းကူညီပေးခဲ့တယ်ဒါကျွန်တော်တို့ အဂရိနိုင်ငံသားကြီးဖြစ်တဲ့ Evangelos ပေါ့နော် Evangelos နဲ့လက်ရှိမှာဒါ Northern Voice ရဲ့ပရိသတ်တွေရဲ့ချက်ချင်းကိုအပြေအဝရထားခဲ့တယ်။ဒီနောက်ပိုင်းနဲ့ဒီမှာတော်တော်လေးကိုကောင်းလာခဲ့ပြီးအသင်းကိုလူအပ်ရဲ့လူအပ်လို့ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တဲ့ဒါပန်ရှင်တယောက်လည်းဖြစ်ခဲ့တယ်။လက်ရှိမှာနံပါတ်6နေရာမှာပရိသတ်အချက်ဆုံးနံပါတ်6နေရာမှာယက်တီနေခဲ့တာကတော့ Evangelos ပဲဖြစ်ပါတယ် Northern Voice ရဲ့ပန်ရှင်ပေါ့နော်။အဲ့တော့နံပါတ်9နေရာမှာနံပါတ်9နေရာမှာလက်ရှိဒါဘုံမောက်အသင်းရဲ့ပန်ရှင်ကျွန်တော် Beefully ပေါ့နော် Beefully ကိုတော့လက်ရှိမှာဘုံမောက်အသင်းရဲ့ပရိသတ်တွေအနေနဲ့လက်ရှိမှာနံပါတ်9နေရာမှာယက်တီပေးထားတယ်။နံပါတ်9နေရာမှာယက်တီပေးထား နောက်ပိုင်းကျွန်တော်တည်သလောက်ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့အာရီယူလာရောက်လာပြီးနောက်ပိုင်းဘိုးမော်ရဲ့ပြိတက်တွေနေနဲ့သူတို့ရဲ့အသင်းကိုပို့ပြီးတော့အားရမှုရှိခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မို့ဒါလက်ရှိမှာနံပါတ်9နေရာမှာအချက်ခံဆုံးနေနဲ့ဒါဘိုးမော်ရဲ့ပန်ရှင်ဘေးဖိုလီကရက်တည်နေတော့တွေ့ရမယ်တော့ပေါ့ပါတယ်နံပါတ်10နေရာမှာတက်ရှိမှာဒါကြောင့်ညူကာဆယ်ပန်ရှင်တွေဖြစ်လာခဲ့ပါပြီညူကာဆယ်ရဲ့လက်ရှိပန်ရှင်တွေကဒါတည်တဲ့အတိုင်းပဲဒါဆော်ဒီရဲ့ဒါကျွန်တော် PIF တို့အုပ်စုအနေနဲ့နံပါတ်10နေရာမှာရက်တည်နေခဲ့တာဖြစ်တဲ့ဒါကျွန်တော်ပြိတက်တွေနေနဲ့လက်ရှိမှာသူတို့ရဲ့ပန်ရှင်တွေကိုနံပါတ်10နေရာမှာဒါသူတို့သဘောကျဆုံးပန်ရှင်တွေနဲ့ရက်တည်နေတာဖြစ်တဲ့ နံပါတ်9နံပါတ်9နေရာမှာဒါကျွန်တော်တို့ဒါခုနပြောသူမြေဒါ Iswich Town ကအခုချိန်ထိရှိတော့မယ် Iswich Town ရဲ့ဒါကျွန်တော်တို့ပိုင် ပိုင်ရှင်တွေကိုတော့ကျွန်တော်လက်ရှိမှာဒါသူတို့ရဲ့ပြည်သက်တွေကတော့ချိန်နေစေဖြစ်တယ်ဒါ Game Changer 20ကိုကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်တယ် Iswich Town ရဲ့ပိုင်ရှင်ကိုလက်ရှိမှာနံပါတ်9နေရာမှာရပ်တည်ထားတာဖြစ်တယ်နံပါတ်10 နံပါတ်10မှာလက်ရှိမှာဒါကျွန်တော်တို့ထူးထူးဆန်းဆန်းမှာပဲကျွန်တော် Everton ပိုင်ရှင်အစ်စ်တွေကိုဒါကျွန်တော် Everton အာပရိသတ်တွေအနေနဲ့နံပါတ်10နေရာမှာရပ်တည်ထားတယ်အရင်တုန်းကပိုင်ရှင်တွေက Everton အယက်မုန်းကြတယ်ဒါပေမဲ့အခုလက်ရှိပိုင်ရှင်အစ်စ်တွေမှာဒါ Franking Group ကိုတော့ Everton ကနံပါတ်10နေရာမှာဒါကျွန်တော်တို့တို့အနေနဲ့မဲပေးထားခဲ့တော့တွေ့ရမယ် နံပါတ်7နံပါတ်7နေရာမှာဒါကျွန်တော် FFG တို့အဆူပဲဖြစ်ပါတယ်လီဗာပူးရဲ့လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ FFG ကတော့ဒါကျွန်တော်တို့မာဆေးဆိုင်ဒါဘီကျွန်တော်တို့ဒါ Everton အပြီးမှာနံပါတ်7နေရာမှာတော့ဒါကျွန်တော်တို့တွေ့ရမယ်တုန်းကပါ John W Henry တို့အဆူ FFG တို့ကိုတော့ပရိသတ်တွေကသူတို့ရဲ့ဒါကျွန်တော်သဘောကျဆုံးပိုင်ရှင်တွေမှာအသင်း20နဲ့မှာ7နေရာမှာပေးထားခဲ့တာကိုတွေ့ရမယ် ဒမက်စနစ်နမက်စနစ်ကဟူဗာဟန်တန်မှာဟူဗာဟန်တန်လည်း problem တွေအများကြီးရှိပြီလက်ရှိမှာဒါကျွန်တော်တို့ Premier League မှာအချမ်းအသာဆုံး9ယောက်ထဲမှာပါပေမဲ့အသင်းပေါ်လုံးဝပတ်စံမဆိုင်တဲ့ကြောင့်လက်ရှိမှာနမက်စနစ်နေရာမှာဟူဗာဟန်တန်ကဒါပြိပိတ်သက်တွေရဲ့သဘောအကျဆုံးအပိုင်ရှင်တွေနဲ့နမက်စနစ်နေရာကိုရည်ညောင်းတွေ့ရမယ် နံပါတ်73 Crystal Palace Crystal Palace ကျွန်တော်နေအလောက်ဒီသဘောတတိယမကြာမီ Crystal Palace ကလက်ရှိမှာပိုင်ရှယ်တာကျွန်တော် total 4ယောက်ဖြစ်တယ်4ယောက်ပိုင်ထားတဲ့အသင်းတစ်သင်းဖြစ်တယ်နံပါတ်73နံပါတ်73နေရာမှာဒါ Crystal Palace ရဲ့ပိုင်ရှင်တွေကဒါပြိသက်တွေရဲ့ဒါအချက်ဆုံး73နေရာမှာရက်တည်နေတော့တွေ့ရမယ်စလီစလီနီယာမှာလက်ရှိမှာ Chelsea အသင်းပိုင်ရှင်တွေရဲ့ကျွန်တော်လက်ရှိအသစ်တွေဖြစ်တဲ့ဒါကျွန်တော်တို့ တော့ဘိုလီတို့အုပ်စုဖြစ်တဲ့ဒါကျွန်တော် clearly capital blue ကိုပေါ့နော်တို့အနေနဲ့လက်ရှိမှာ number 14နေရာမှာရပ်တည်နေတယ်တဖြည်းနဲ့တဖြည်းဒါကျွန်တော်အောက်ကျသွားခဲ့ဖြစ်တာပြိဿအချက်ဆုံးတော့ပြိဿအမုန်းဆုံးတော့ကျွန်တော် fan base လို့အောင်ပြောလို့ရပါပြီပြိဿအမုန်းဆုံးဒါကျွန်တော်တို့ for fan base တော့ပြိဿအမုန်းဆုံးကျွန်တော်လက်ရှိမှာ passion အနေနဲ့လာတယ်ကျွန်တော်တို့တော့ဘိုလီတို့က number 14နေရာမှာရပ်တည်နေတယ်ဒါကျွန်တော်တို့နောက်တစ်ယောက်ကတော့ arsenal cruiser နေပါဒီနေရာမှာ arsenal အသင်းရဲ့ပြိဿအနေနဲ့ arsenal ဒါကျွန်တော်အသင်းကိုဝယ်ပေးထားတာမှန်မှာ arsenal ပြိဿအနေနဲ့လက်ရှိမှာ vote လုပ်ထားခဲ့တဲ့အနေအထားကတော့ သူတို့ရဲ့လက်ရှိဒါပရိသတ်အချစ်ဆုံးပေါ့နော်ပရိသတ်အချစ်ဆုံးဒါကျွန်တော်ပိုင်ရှင်ထဲမှာနံပါတ်15နေရာမှာခရွန်ကီတို့အုပ်စုကတော့နံပါတ်15နေရာမှာရက်ဒီရိတ်ဖြစ်တယ်လက်ရှိမှာအာဆာပရိသတ်နဲ့ဒီနှစ်ဒါကျွန်တော်တိုက်စစ်မှုမွေပြီးလို့စိတ်များဆုလို့များဒီနေရာမှာရောက်သွားခဲ့တာလားကြည့်ရမယ်တော့မပါဘူးနံပါတ်16ကတော့ဒါဖူဟန်ရဲ့ပိုင်ရှင်ဖြစ်တယ်ဖူဟန်ရဲ့ဒါကျွန်တော်ရှာဟစ်ခန်ကိုတော့လက်ရှိမှာဒါကျွန်တော်တို့ရှာဟစ်ခန်ကိုတော့ဒါနံပါတ်16နေရာမှာဒါဖူဟန်ရဲ့ပိုင်ရှင်နဲ့ရက်တင်နေတော့တွေ့ရမယ် နံပါတ်7အာနားပါပြီဗျာကျွန်တော်ရဲ့အသင်းပိုင်ရှင်ဖြစ်နေတာကျွန်တော် Anic Group ပေါ့နော်ကျွန်တော်ဒါကျွန်တော်ရဲ့အသင်းပိုင်ရှင်ဒါကျွန်တော် Tottenham Hotspur အသင်းရဲ့ပိုင်ရှင်တွေကနံပါတ်7နေမှာပိတ်သက်တည်းရဲ့အချက်အများကြီးရထားတယ်နံပါတ်အသင်း20မှာ7ခွန်ထိတောင်ရထားတယ်ဆိုတော့နေတောင်မှူးတာသူ့အောင်မှာ2ယောက်3ယောက်တောင်ကြံသေးတဲ့အကြောင်းမို့ Anic Group Levi တို့ဒါကျွန်တော် Joe Lewis တို့ Osu တွေအနေနဲ့ဒါကျွန်တော်နံပါတ်7နေမှာရက်တည်နေတယ် နံပါတ်18နေရာမှာဘာလုပ်လဲဗျနံပါတ်18နေရာမှာလက်ရှိမှာ West Ham မှာ West Ham ပြိတ္တနေအခုလက်ရှိချိန်နေသူတို့ရဲ့ပိုင်ရှင်ကိုလုံးဝမချိနေသေးဘူး Declan Rice ကိုရောင်းချပြီးနောက်မှာအသင်းကိုလည်းဘာမှပြန်မဖြစ်ပေးထားတဲ့အတွက်ကြောင့်မလို့ဒါ David Sullivan တို့အုပ်စုအနေနဲ့အခုလက်ရှိမှာဒါပြိတ္တတွေကြားထဲမှာတော်တော်လေးအမုန်းခံရတာကိုတွေ့ရမှာတမပါတယ်အဲ့ဒါကျွန်တော်နံပါတ်18နေရာမှာတော့ West Ham အသင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ David Sullivan ကတော့ရက်တီလီတာကိုတွေ့ရမှာတမပါပါတယ် နံပါတ်19နံပါတ်19เนี่ยมาတော့ကျွန်တော်တို့လက်ရှိမှာတန်းစင်းစုံမှာ တော်တော်လေးကိုတိုင်ပတ်နေခဲ့တဲ့ South Sudan ရဲ့ပိုင်ရှင်ပေါ့ South Sudan ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Sport Republic Company ကိုတော့ကျွန်တော်လက်ရှိမှာပြည်သက်တွေကတော်တော်လေးကိုမုန်းတယ်ပြောရင်လည်းပြောကြပါပဲ South Sudan တင်းကတော့ကျွန်တော်ကစားသမားတယောက်ဝယ်ပြီးဆိုတိုင်းကျွန်တော်တို့အကြမ်းတမ်းမာဒီကောင်းပြီဆိုရင်ဒါကြောင့်နောက်နှစ်မှာချက်ချင်းဆိုလို့ကြာအမြန်ရောင်းပစ်ခဲ့တဲ့ဥစ္စာတွေကိုတွေ့ရမယ်တဲ့မှာပါပါတယ်။ဆောက်တဲ့ဒီနေရာမှာရောက်နေတော့အမနိုင်ပြောတိတ်တော်မထူးဆန်းဘူးဗျ။နံပါတ်20အဲ့တော့ကျွန်တော်ပြောလာတဲ့အသင်းတွေမပါတဲ့အသင်းကဒါကျွန်တော်တို့ ။တသိမဲ့ကြံပါတော့တယ်အဲ့အသင်းမှာပဲ United ပြည်သက်တွေနှစ်ခုလက်ရှိမှာဒါကျွန်တော်တို့ဂလီဇာမိသားစုနဲ့ကျွန်တော်တို့ Jim Redcliffe တို့ကသူတို့အနေနဲ့ဝယ်ယူထားခဲ့တာမှန်ပေမဲ့ ဒီနှစ်မှာတော့ကျွန်တော်တို့ပြိတက်တာကျွန်တော်တို့အမုန်းဆုံးပိုင်ရှင်နေနေနဲ့နံပါတ်1ဆုရသွားခဲ့တာကတော့ကျွန်တော်တို့က Manchester United လက်ရှိပိုင်ရှင်နေဖြစ်တဲ့ Glazer မိသားစုနဲ့ Jim Ratcliffe ရဲ့မိသားစုပဲဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့နံပါတ်1ဒါကျွန်တော်အချက်ဆုံးနေရာမှာ Tony Blunt ဒါကျွန်တော် Brighton သင်္ကြန်ရထားခဲ့တာဖြစ်ပြီးတော့အမုန်းဆုံးနေရာမှာနံပါတ်1နေရာမှာဒါ Glazer မိသားစုနဲ့ Sir Jim Ratcliffe တို့ကရရှိထားခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့ Give me spot ကကောက်ယူထားတဲ့စတန်တွေရဒါကျွန်တော်ပြိတက်တွေအမုန်းဆုံးပိုင်ရှင်နဲ့အချက်ဆုံးပိုင်ရှင်တွေကိုတင်ဆက်ပေးထားခဲ့တာဖြစ်ပါတယ်ဒါတော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 Net TV 4G တို့မှာကျင်းလို့ဆိုပေါင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေမှာလည်း Youth Sport Media 3.0 Net TV 4G တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျှတကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျာ။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးမကျွတ်တမရဲ့ကောင်းမွန်သောနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ကိုတော့ကူမီပါဗျာ။ကျွန်တော်နောက်မှ AC တွေ့ကြတာပေါ့။ 第五方面。